အားလုံးပဲမင်္ဂလာပါ Marsha Academy Channel နဲ့ပြည်သားအလုံးကျူးစွာပါရခင်ဗျာကျွန်တော်တို့ Marsha Academy Channel ရဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာလေးစဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တစ်ခုပါဒါကြောင့်မလို့ Marsha စိတ်ဝင်စားတဲ့ပရိသတ်တွေနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like နဲ့ Subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာရခံကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့အခုပဲထိုးသက်သွားခဲ့တဲ့ Rainier Deverda နဲ့ online sample ရာဒီ brand နဲ့ airline တွေပွဲချောင်းလေးပြောချင်တာပါ ဒီပွဲမှာဆိုရင် Ryanair Director နဲ့ Brandon Allen တို့ကတွေ့ခဲ့ကြတယ် Ryanair Director ကလည်း UFC ကိုရောက်ပြီးတဲ့ချိန်မှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ show မွေးလုံးဝမရှိသေးဘူး number 4 corner နာနီအထိကိုရောက်ရှိလာတယ်နောက်ဆုံးပွဲမှာဆိုရင်လည်း Champion Hound Robert Whittaker ကိုတော့မှအနိုင်ယူနိုင်ခဲ့တယ် Ponikelo လုံးဝကောင်းလွန်ပါတယ်ဆိုတော့ show မွေးမရှိ fighter ကိုလည်းဖြုတ်ပြနိုင်ပြီးတော့မှတော်တော်ကြီးကိုအဆင့်တက်လာခဲ့တဲ့ fighter Brandon Allen ဆိုတာကလည်း UFC ရဲ့ middleweight တန်းမှာ champion ခပ်မှန်းလို့ရတဲ့လိုတော်သတ်မှတ်ထားတဲ့ fighter ။ဒါပေမဲ့နောက်ပွဲမှာနည်းနည်းလေးရှုံးပွဲကြုံလာပြီးတော့တဖြည်းဖြည်းနဲ့ ranking ကအောက်ရောက်လာတယ်။ဒီနေ့ပွဲမှာ divider နှစ်ယောက်ကထိုးကြတယ်။ထိုးတဲ့ချိန်မှာပထမအခြေစတဲ့နဲ့ Ryan Nia ကတော့သူ့ရဲ့ထုံးစံနဲ့ခြေဝင်ဆွဲတယ်။ဆွဲတဲ့ချိန်မှာလည်း Brandon Allen ကပထမအခြေမှာခဏလေးတော့ defense လုပ်လိုက်နိုင်တယ်။ဒါပေမဲ့လည်း Ryan Nia director ကိုကျော်လွန်နိုင်နေမရှိဘူးပါသွားတယ်။ပါလဲပါသွားပြီးတော့ Ryan Nia ကအပေါ်ကနေတောက်လျှောက် ground control တွေလုတ်တယ်အဲ့ဒီမှာဆိုရင်လေ၄မိနစ်လောက်ဒီဘက်ကို ground control လုတ်တယ်ဗျပထမကြီးတချီလုံးက rainy ကမြေပြင်မှာပဲသူ့ဘက်သူစိတ်ကြိုက်ပုံပေါ်တာ ground ball တွေကျွေးတယ်ပြီးတော့ rear naked choke လုံးမလို့တွေလုတ်တယ် triangle တွေလုံးမလို့လုတ်တယ်အဲ့လိုမျိုးပုံစံဘောင်းစုံလုတ်တယ်ဗျအဲ့ဒါနဲ့ပထမကြီးကပြီးသွားတယ်ပထမကြီးပြီးသွားပြီးတော့ဒုတိယအချီရောက်မှလဲ rainy ကသူပထမအချီမှာတော့ဒီလိုခြေဆွဲလို့ရထားတော့ဒီအချီမှာလဲသူကခြေဆွဲတယ်စပြီးဆွဲတဲ့အချိန်မှာ brandon allen ကပြန်ပါသွားတယ်ပါသွားပြီးတဲ့အချိန်မှာ ဘရန်နန်အယ်လန်ကအပေါ်ပြန်ရောက်လာတယ်အပေါ်ပြန်ရောက်လာတဲ့အချိန်မှာရိုင်းနီယာဒိုရတာကိုတောက်လျှောက်အပေါ်ကနေပြီးမှအဲဘိုးလေးချွေးတယ် ground ball နေလှုပ်တယ်ရိုင်းနီယာကလည်းအောက်ဘက်ကနေရလူရန်ပြန်လို့တယ် inverted triangle တို့ fidelity bitch ကိုချုပ်သွားတဲ့အကွက်တွေအဲ့လိုမျိုးအမ်းမားတွေလမ်းဆွဲတယ်အဲ့လိုမျိုးရတဲ့ပုံစံပေါင်းစုံလှုပ်တယ်ဒါမဲ့ဘရန်နန်အယ်လန်ကိုသူမလုံနိုင်ပြီးတော့ရိုင်းနီယာဒိုရတာကသူတို့ရအချိန်ပြီးမှခဲ့ရိုင်းနီယာဒိုရတာတက်လုံကြလာပြီဘာကြောင့်လဲဆိုတော့ပထမအချိန်မှာလည်းသူကတောက်လျှောက်လုံထားရတာဗျာပြီးတော့ဒီအချိန်မှာလည်းသူက ground ကနေအောက်ဘက်ကနေခံထားရတယ်အဲ့တော့သူတိတ်အဆင်မပြေဘူး အဲ့တော့တတိယအချီရောက်မှလည်းဒီလိုမျိုးပဲ Brandon Allen ကပဲအပေါ်ဘက်ကိုရောက်နေ Rainier Torreira ကအောက်ဖက်မှာပဲအဲ့တော့ Brandon Allen ကအပေါ်ဘက်ကနေတောက်လျှောက်ပြေးပြီးကျုံးနေဗျာအဲ့တော့ Rainier Torreira ကွဲသွားတယ်ကွဲသွားပြီးလည်းပြီးတော့ Rainier Torreira တော်တော်ကြီးကို Island ဝေနေပြီလုံးဝဘာမှမလုပ်နိုင်တော့တတ်လုံးနေလည်းတော်တော်ကျနေဗျာအဲ့ဒီအချိန်မှာလည်း Brandon Allen ကပဲတောက်လျှောက်တာ Rainier ကတော့အောက်ဘက်ကနေချုပ်ွက်လေးတွေပြင်ရအောင်လို့တော့အဲ့ transition လေးတွေလုပ်သေးတယ်ဒါမဲ့မရဘူး Brandon Allen ကိုကြော်နိုင်ခြင်းမရှိဘူး Brandon Allen ကလည်းတော်တော်လေးကို ground game မှာပြပြစုံနဲ့ fighter လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ပြီးတော့ဗျာလေးကြီးမြောက်မှာဆို right near defender လို့ ground game ကိုကောင်းတဲ့ fighter ကိုသူကတိတ်တောင်းလုပ်ပြီးတော့ဒီလိုမျိုးပြစ်ချပလိုက်တာဗျာ။အဲ့လောက်ထိကို ground game ကိုတော်တော်ကောင်းတာ။ right near defender ကလည်းတတ်လုံနေဘာမှမရှိတော့ဘူးသူတို့ဘာမှမလုပ်နိုင်တော့ဗျာ။အဲ့ဒါနဲ့ပဲ right near defender က ground game မှာထပ်ပြီးခံရပြန်တော့ shout Brandon Allen က ground control လုပ်တာဗျာ။တော့ shout right near defender ကိုဖိအားပေးတာ။ ဲ့တော့ Rainier Derrida မခံနိုင်တော့ကွဲလေကွဲဒီမျက်နှာလေးဖူးရောင်နေပြီ Rainier Derrida ငိုကလေးကမှပြော့တဲ့ fighter မာဘီမထိုးနိုင်ဘူးကျွန်တော်တို့ Malikin နဲ့ပွဲမှာတွေ့ပြီးသား Malikin နဲ့ပွဲမှာတော့လေဒီလိုမျိုးပဲပွဲရတယ်အဲ့လိုမျိုးမထိုးနိုင်တော့လေးကြီးအပြီးမှာ Rainier ကထားတော့မထားနိုင်တော့ဗျအဲ့ဒီအချိန်မှာဒိုင်ကသူ့ corner သွားတယ် corner Rainier ဆက်မထိုးနိုင်တော့ဆိုပြီး corner stop နဲ့ပွဲကိုသိမ်းလိုက်ပြီ Rainier Derrida ကတော့ ဒီဘက်မှာပထမဦးဆုံး UFC ရှုံးမွေးကြုံတွေ့သွားပြီးရှုံးမွေးကြုံတွေ့သွားတာကလည်း online အဆင့် Bora G Brandon Allen Brandon Allen ကတကယ်ကောင်းတဲ့ fighter လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်အခုဆိုရင် number 4 contender ဖြစ်တဲ့ Rania ကို TKO နဲ့အနိုင်ယူလိုက် Brandon Allen က number 4 contender နေရာထိကိုတလန်းလာနိုင်လောက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ UFC ranking တွေကဘလို့လာအောင်လည်းမသိသေးဘူးစောင့်ကြည့်အောင်မယ် Brandon Allen ကပွဲချိုမှာဥမာပြောထားဖို့တာတခုရှိတယ် ဒီ right near director ကတဲ့ကျွန်တော်ရဲ့တငယ်ချင်း online အဆန်းကိုဒီကောင်ကချုပ်ပြခဲ့ဘူးလေတဲ့အဲ့ဒီပွဲကြည့်နေတော့ဆိုကျွန်တော်မှချိန်မနိုင်ခင်မရဖြစ်ပြီးတော့တကယ်ထပြီးထိုးကျင်တဲ့စိတ်တောင်ပေါက်တယ်ဗောနော်ဒီဒီချိန်တော့ကျွန်တော်ရအောင်သူ့ကိုပညာပေးကျင်နေတယ်တကယ်လဲသူပညာပေးသွားနိုင်တယ် online အဆန်းအတွက်သူလက်ခြေနိုင်ခဲ့တယ်လို့ပဲကျွန်တော်တို့ကပြောလို့ရတယ် right near လို့ ground game မှာစတရာတစုခူးရူကြီးတပားကို ground control တွေတောက်လျှောက်လုပ်ပြီးဒီကျွေးနေတော့ပွဲသိမ့်လိုက်တာတကယ်ကိုစမ်းဆောင်ရတော့ကောင်းလို့ ਨੇ Brandon Allen တော်တော်လေးကိုချီးကျူးစရာကောင်းနေ တကယ်ကိုလည်းကောင်းတဲ့ performance တွေထုတ်ပြန်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ Rainier ကတော့သူ့ရဲ့ champion စင်ခေါ်ခွင့်အိမ်မက်ကိုလည်းဒီနေရာမှာပဲပြတ်ပြဲခဲ့ရပါတယ်။သူကဒီပွဲပြီးရင် Khamzan နဲ့တွေ့ချင်တယ်။ဒါပေမဲ့အခုအနေထားရတော့ Khamzan နဲ့တွေ့ဖို့ကရာဂိုင်းလုံးနေသွားပြီ။ Brandon Allen က champion စင်ခေါ်ခွင့်ရဖို့ရာဂိုင်းလုံးများတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘယ်လိုဖြစ်လာအောင်လဲဆိုတော့စောင့်ကြည့်ရမယ်။ Brandon Allen ကတော့ဒီဒီချိန်မှာအောက်ကြီးနဲ့စားသွားတယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်ခင်ဗျာ။ ဒါကတော့ဒီနေ့မနက်ကထိုးသက်သွားခဲ့တဲ့ Ryanair Delta ရဲ့ပွဲပါ Ryanair Delta ပထမဆုံးရှုံးပွဲ UFC မှာဂျုံတွေးလိုက်တဲ့အကြောင်းလေးကိုပြည်သက်တည်တည်အောင်ဝင်ပြပေးတာပါ ဒီနေ့ပြောချင်တာတော့ဒါပါပဲ Brandon Allen နဲ့ Ryan Tedder တို့ရဲ့ပွဲကြောင်းလေးကိုလာပြီးပြည်သက်တစီဝင်ရပေးတာပါเนาะဒီမှာလေးကျွန်တော် Marshall Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training One Championship UFC ဆက်ရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Marshall Local Channel တက်တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တက်ခိုင်းနေပါတယ်ခင်ဗျာပြည်သက်အောင်သူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ